thank you မင်္ဂလာပါရှင်မန္တလေးခေတ္တကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်။အင်းစိန်မြို့နယ်အမှတ်နှစ်မှုကင်းရတပ်ဖွဲ့ CID ရုံးကိုဖောက်ခွဲတိုက်ခိုက်မှုစစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ထိခိုက်ဒဏ်ရာရတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ရန်ကုန်တိုင်းအင်းစိန်မြို့နယ်အောင်မင်္ဂလာတုံးလမ်းမကြီးပေးရှိအမှတ်နှစ်မှုကင်းရတပ်ဖွဲ့ကမှုကင်းရတပ်ဖွဲ့ CID ရုံးကိုအဝေးထိန်းပိုင်းအကြီးစားနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့ရာကင်းသမားအချို့ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းရန်ကုန်အာဘန်ကော်လန်ဖွဲ့မှတာဝန်ရှိသူတောက်ကပြောကြားခဲ့ပါတယ်။မနေ့ကမတ်လ19ရက်နေ့ည7:00နာရီချိန် CID ရုံးက ကိုအဝေးထိမ်းမိုင်းနှင့်ဖောက်ခွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီးတိုက်ခိုက်မှုကြောင့်ပြင်းထန်ဒဏ်ရာရရှိသူကိုစေရင်ကိုခေါ်ဆောင်သွားခဲ့ကြောင်းသိရပါတယ်။အင်းစိန်မြို့နယ်မှာဒေသခံပြည်သူတအုပ်ကတော့မနေ့ကည7:30မိနစ်30ဝန်းကျင်အောက်မင်္ဂလာတုံးလမ်းမကြီးမှာရဲနှင့်စစ်တပ်တွေကပိတ်ဆို့စစ်ဆေးမှုတွေလုပ်ဆောင်ခဲ့တာကိုမြင်တွေ့ရကြောင်းသတင်းဌာနကိုပြောကြားခဲ့ပါတယ်။ပောက်ကွဲမှုဖြစ်တာလားဘာလားတော့သိချာမသိဘူး။မနေ့ည7:00ခွဲလောက်မှာ CID ရုံးရှိနေရုံးနီတစ်ဖက်တစ်ချက်မှာစစ်ကားရဲကားတွေနဲ့အင်းစိန်ကားတွေတက်စီတွေကိုအကုန်စစ်နေတာည9:00လောက်ဒီစစ်ဆေး ေးသွားတယ်လို့ဒေသခံပြည်သူတွေကသတင်းဌာနကိုပြောကြားခဲ့ပါတယ်။ရန်ကုန်မှာနေထိုင်သူပြည်သူများအနေနဲ့မြေရင်သတင်းပေးအင်အားကောင်းစေဖို့အတွက်ရန်ကုန်အပေါင်းကော်လရဲ့ Telegram ဖြစ်တဲ့ Astron RUC Info ကိုဆက်သွယ်ပြီးမြေပြင်သတင်းအချက်အလက်များပေးပို့ကြဖို့ရန်ကုန်အပန်ကော်လံဖွဲ့ကမြစ်တမ်းရက်ခံထားပါတယ်။ ဆလဘီမဒရားမျိုးနယ်ရှိဂျင်ရွာရီကိုစစ်တပ်ကလင်းရင်လက်နက်ကြီးတွေနဲ့ပုံကျဲပြစ်ခတ်တိုက်ခိုက်နေပြီးပြည်သူများတိမ်းရှောင်နေရတဲ့အကြောင်းတင်ဆက်ပေးပါမယ်။မန္တလေးတိုင်းမဒရားမျိုးနယ်ရှိဂျင်ရွာရီကိုအကြမ်းဖက်စစ်တပ်ကလင်းရင်လက်နက်ကြီးတွေနဲ့ပုံကျဲပြစ်ခတ်တိုက်ခိုက်တာကြောင့်ပြည်သူများတိမ်းရှောင်နေရကြောင်းဖိုင်းဆော်မန္တလေးမှာတာဝန်ရှိသူတအုပ်ကပြောပါရယ်။မလ19ရက်နေ့မနက်10:34မိနစ်39မိနစ်နဲ့46မိနစ်တို့မှာမဒရားမျိုးနယ်ဘူကုန်းဂျင်ရွာနီးတဝိုင်းကိုအကြမ်းဖက်စစ်တပ်ကဂျက်ဖိုင်တာနဲ့ပုံကျဲပြီးရော့ကက်တွေနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ ကြောင်းအကြံဖက်စတဲ့ရဲ့နေကြောင်းတိုက်ခိုက်မှုအတွင်းပြည်သူများထိခိုက်မှုရှိမရှိကိုအတည်ပြုနိုင်ခြင်းမရှိသေးကြောင်းသိရပါတယ်။အလားတူဒီကနေ့မနက်06:46မိနစ်ခန့်ကလည်းအကြံဖက်စတဲ့ကမေရယာမျိုးနဲ့မြကတ်သားချင်းရွာနဲ့တီတော်မူတပ်ပတ်မှနေပြီး120မမလက်နက်ကြီး18လုံးနဲ့မြကတ်သားအရှိပတ်ရှိချင်းရွာနီးတဝိုက်ကိုပြစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။အကြံဖက်စတဲ့ရဲ့နေကြောင်းနဲ့ပုံကျဲတိုက်ခိုက်ခြင်းလက်နက်ကြီးများနဲ့ရှမ်းတပ်ပြစ်ခတ်ခြင်းဤကြောင်းပြည်သူတွေကဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရပြီးနေအိမ်များပျက်စီးမှုအခြေအနေနဲ့ထိခိုက် ဲ့တရားရရှိသူရှိမရှိကိုအတိမပြုနိုင်သေးကြောင်းသိရပါတယ်။စစ်ခွေတွေကမနက်ပိုင်းကလေးကစပြီးလင်းရင်လက်နက်ကြီးတွေနဲ့ရှမ်းတန်းပုံကျဲပစ်ခတ်တိုက်ခိုက်နေတာပါ။ပြည်သူတွေထိခိုက်မှုရှိမရှိကိုတော့အတိမပြုနိုင်သေးဘူးလို့ပိုင်းစော်မန်တလီမှတာဝန်ရှိသူတအုပ်ကဆိုပါတယ်။ ဆက်လက်ပြီး30မြို့နယ်မင်းလာမြို့တို့မှာစစ်တပ်ကကိုရင်တော်ပီတာအပါဝင် လူငယ်၁၀ဦးကိုစစ်မှုထမ်းခိုင်းဖို့ပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်းတင်ဆက်ပေးပါမယ်။ပဲခူးတိုင်း30မြို့နယ်မင်းလာမြို့တို့မှာအကြံဖက်စစ်တပ်ကကိုရင်တော်ပီတာအပါဝင်လူငယ်၁၈ဦးကိုစစ်မှုထမ်းခိုင်းဖို့ပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်းဒေသခံပြည်သူတွေကပြောပါရယ်။မလ19ရက်နေ့မနက်09မိနစ်30ခန်းမှာတာယာဝတီမြို့နယ်30မြို့စံရွေတန်းလက်ကွက်စံရွေတန်းဘော်လုံးကွင်းကျောင်းတိုင်မှာအသက်18နှစ်အရွယ်ကိုရင်တော်ပီတာကောင်ပေါင်တပ်ပိုင်ရဲကိုအကြံဖက်စစ်ကောင်စီ တပ်သားတွေကပေါ်တာဆွဲဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ကိုရင်တော်ပိတာကော်မောင်းတပ်ပိုင်းရဲကဖုန်ကြီးဝတ်ထားတာနှစ်လကန်သားရှိနေပြီးပေါ်လုံကွင်းကျောင်းတိုင်းဤစစ်သားတွေနဲ့ပြူစောတီတွေကကားနဲ့ပေါ်တာဆွဲဖမ်းဆီးသွားခြင်းဖြစ်ကြောင်းသိရပါတယ်။ကိုရင်တော်ပိတာကဖုန်ကြီးဝတ်နဲ့ပါသွားတာမနက်ကပြူစောတီတွေနဲ့စစ်ခွေးတွေကားနဲ့ပေါ်တာဆွဲသွားတာကိုမြင်လိုက်ရတဲ့သူတွေရှိတယ်။သူကကိုရင်ဝတ်တာနှစ်လလောက်ပဲရှိသေးတယ်လို့ဒေသခံတုံးကပြောပါတယ်။အလားတူဘကိုတိုင်းမင်းလာမျိုးအမတ်ချောင်းရက်ကွက်မှာလူငယ်ကိုကိုလည်းအကြံဖက်စစ်ကောင်စီတပ်သားတွေကပေါ် တာဆွဲဖမ်းဆီးသွားကြောင်းဒေသခံပြည်သူတွေကပြောပါတယ်။မလ၁၈ရက်နေ့မှာမင်းလာမျိုးအမှတ်6ရက်ကွယ်မှာမေစာတောက်ဆိုင်မှာစစ်ကောင်စီတပ်သားတွေအရက်လာတောက်စဉ်အရက်မပင်းရဲ့ပြဿနာနဲ့ဆက်နွယ်ပြီးစပွဲတို့ချောင်းကိုပေါ်တာဆွဲဖမ်းဆီးခြင်းတွေဖြစ်ကြောင်းဒီလိုပေါ်တာဆွဲဖမ်းဆီးခဲ့ပြီးနောက်ဆိုင်ရှင်ကငွေကြက်သိန်း200နဲ့ပြန်လည်ရွှေ့ထုတ်ခဲ့ကြောင်းသိရပါတယ်။ ဒါပြင်အမတ်ချောင်းရက်ကွက်အုပ်ချုပ်ရေးမှူးဘုံတို့ရဲ့တူတော်ဆက်သူဟိန်းလူညီကိုနှောင်းကိုလည်းအကြံဖက်စကားစီတသားတွေကတန်တဲ့ပစ္စည်းများအဟောင်းဝယ်တိုင်းဖွင့်ခွင့်ပေးထားတဲ့အခွန်ဆောင်ထားတဲ့ပြည်စာမပြနိုင်မှုနဲ့ပေါ်တာဆွဲဖန်းစီသွားပြီးငွေကြေးသိန်း90နဲ့ပြန်လည်ရွှေ့ထုတ်ခင်ရကြောင်းတင်လာတင်ရပါတယ်။မင်းလာမျိုးနဲ့အမတ်ချောင်းရက်ကွက်မြောက်ဖန်းမျိုးတင်လန်းလီမှာနေထိုင်သူတအုပ်ကရှားပင်ကိုရဘက်ကိုဘဲစပါးကိစ္စနဲ့တွားရောက်ပြီးပြန်လာစဉ်ကောက်ကွေးတန်းရွာထိတ်ရောက်မှအကြံဖက်စကားစီတသားတွေကပေါ်တာဆွဲဖန်းစီခဲ့ကြောင်း ။ဒါအပြင်မင်းလာမြို့ထွေးအုပ်ရုံရှိကိုလည်းအကြံပေးစစ်ကောင်စီတပ်သားတွေကည7:00မှမနက်3:00အထိဖြတ်တန်းသွားလာခွင့်မပြုလို့ဖို့စကတ်တတိပေးထားကြောင်းသိရပါဗျ။ ဆလပီစစ်သားစုဆောင်မှုနောက်ကွယ်မှာစစ်ကောင်စီတစ္ဆာကံပြန်ပြီးခိုင်မြားဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ဇန်နဝါရီလလည်းမနက်ခင်းတခုမှရန်ကုန်မြို့စွန်ရွှေပေါကံမြို့တင်အဝင်လမ်းပေါ်ရှိမော်ကျွန်းကျောင်းမှာတန်ဃာတော်များတန်းစွန်ခံထွက်လာရာဘုံကြီးကျောင်းသား၂ယောက်ဘုံတော်အော်ကြီးစီထူရင်ရှိမှကျူထွက်သွားပါတယ်။စွန်ခံထွက်လာတဲ့တန်ဃာများမိနစ်ပိုင်းတွင်ရောက်လာတော့မှဖြစ်တာကြောင့်ဒီလိုအချက်ပြရတဲ့အသက်၁၈နှစ်အရွယ်ဝန်းကျင်လူငယ်နှုန်းဦးမှာရွှေပေါကံဆက်မှုစုံနဲ့အယောက်မှာပျောက်ခြင်းမလားပျောက်သွားခဲ့ပါတယ်။ဒီလိုပျောက်ဆုံးကြောင်းတန်ဃာများ များသတိထားမိပြီးမြင်းနှစ်ပိုင်းကြာမှာသူတို့ကင်ဆောင်ထားတဲ့ခြေစီနဲ့ခြေစီရိုက်တန်ကိုရွှေပေါက်ကစက်မှုစုံနဲ့ကလျက်ဈေးကဘာစက်မှုစုံလို့ခေါ်ကြတဲ့နေရာနီးကင်းတဲ့တခုမှတွင်လိုက်ရပါတယ်မျိုးပေါ်မှာလူမိုက်တွေကလူငယ်တွေကိုပြန်ပေးဆွဲပြီးရဲ့နောက်မိသားစုဝင်တွေထံငွေညစ်ကြပါတယ်။ငွေပေးနိုင်သူတွေကိုပြန်လွတ်ပေးပေးမယ်။မပေးနိုင်သူတွေကိုစစ်တပ်ထံတပ်သားတင်အဖြစ်အနှံခဲ့ပါတယ်။ရဲနဲ့စစ်တပ်တို့ကလည်းတပ်သားတင်များရတဲ့အတွက်လူမိုက်ခိုင်းတွေရဲ့ရာဇဝတ်မှုတွေကိုမျက်ကွယ်ပြုထားတယ်လို့သိရပါတယ်။ ဆက်လက်ပြီးအင်ယာရီတိုင်းမြို့နယ်တန်ကူမှာတိုက်ပွဲဖြစ်နေတဲ့ကြောင်းတင်ဆက်ပေးပါမယ်။အင်ယာရီတိုင်းလီးမြနာရှိကြီးနဲ့တာပေါင်းမြို့နယ်တို့မှာစစ်ကောင်စီတပ်နဲ့အရခတ်တပ်တော်အင်ပူပေါင်းတပ်တို့တင်းရပိုင်းတိုက်ပွဲဖြစ်နေပြီးစစ်ကောင်စီတပ်ကလေကြောင်းကနေပုံကျဲတိုက်ခတ်နေရလို့စစ်ရေးချင်းတွေကသိရှိတဲ့ဒေသခံတွေကမလ20ရက်နေ့မှာပြောကြားခဲ့ပါတယ်။လီးမြနာမြို့နယ်ချင်းလယ်ရွာနီးတိုက်ပွဲအတွင်းမလ18ရက်နေ့မှာစစ်ကောင်စီတပ်ကပုံကျဲတိုက်ခတ်ခဲ့ပြီးမလ20ရက်နေ့ထိလည်းတိုက်ပွဲတွေဆက်လက်ပြင်းထန်နေရလို့ဆိုပါတယ်။လီးမြနာမြို့နယ်နဲ့နေမြေတစ်ဆက်တည်းဖြစ်တဲ့ရှိကြီးမြို့ ယ်အခြေဆိုင်ရေကြီးမြို့နယ်အခြေဆိုင်အာမတ344အမြောက်တပ်နီးမှာလည်းတိုက်ပွဲတွေပြင်းထန်နေရလို့ဒေသခံတအုပ်ကပြောပါတယ်။ဟုတ်တယ်ပုံကျဲသွားတယ်လေးမျက်နှာမြို့နယ်ထဲမှာရေကြီးမြို့နယ်မှာတော့ကင်းထောက်လင်းရင်သဘောမျိုးအပေါ်မှာပတ်ပြန်နေတာဒီကနေ့ဒီအာမတ344ရဲ့ချင်းလည်းရဲ့အဲ့ဒီနာမှာတိုက်ပွဲတွေတော်တော်ပြင်းထန်နေတယ်တိုက်ပွဲတွေပြင်းထန်လာပြီးရနောက်ပသိမ်မုံရွာလက်နဲ့ကွာငတိုင်းချောင်းလန်းတို့မှာရှင်သွာလာခွင့်ကိုစစ်ကောင်စီကမလ၁၈ရက်ကစပြီးတင်းကျပ်ကန့်သက်ထားတယ်လို့ဆိုပါတယ်။တာပေါင်းမြို့နယ်မှာလည်းမလ၁၉ရက်နေ့ထိတိုက်ပွဲဖြစ်ပွားနေပြီ စစ်ကောင်စီတပ်ကကမွန်ကျန်တောင်နဲ့တာပေါင်းလီရွာကကာကင်စခန်းတွေကိုတာပေါင်းမျိုးနဲ့15မိုင်ခန့်အကွာတဲပြူရွာထိတက်ဆုပ်ပြီးခန့်စစ်ပြင်ဆင်ထားတယ်လို့ဒေသခံတအုပ်ကပြောပါရယ်တာပေါင်းမှာဖြစ်တာကတော့ရှင်ဆိုင်တိုက်ပွဲအနေနဲ့အကြီးကြီးတွေဖြစ်နေရတော့မဟုတ်ဘူးဟိုဘက်ကဝင်ပြလိုက်ဒီဘက်ကလည်းနည်းနည်းကုခံလိုက်ဒီလိုတွေဖြစ်နေတာမင်းကတော့လက်နက်ကြီးတန်းတွေစုစုညံ့ညံ့ကြားနေလို့တဲပြူကနေပြတ်တာပေါ့လို့ပြောပါရယ် တာပေါင်းမျိုးနယ်ကတိုက်ပွဲကြောင့်တဲပြူတစ်ပြူကြားကောင်းတာပေါင်းလေးစားတဲ့ကျင်းရွာတွေပါဝင်ရွာစင်ရွာကဒေသခံ3000ခန့်ဘေးလွံ့ရာကိုတိန်းဆောင်နေရတယ်လို့ပြောပါနေ။လီမျက်နာမျိုးနယ်မှာလည်းဝက်ကုံလေကုံကြီးလေကုံနေရှာတော်စုစံကုံစားတဲ့ရွာတွေကဒေသခံ1000ခန့်တိန်းဆောင်နေရတယ်လို့ဆိုပါတယ်။တိုက်ပွဲကြောင့်နှစ်ဖက်ထိခိုက်ဒေသမှုအရေအတွက်အသေးစိတ်ကိုမသိရသေးပါဘူး။ဒီအခြေအနေနဲ့ပတ်သက်လို့စစ်ကောင်စီရဲ့အရာတွေတိုက်ပြောခွင့်ရသူတိုင်းလူမျိုးရေးဝန်ကြီးဦးခင်မောင်ကြီးကိုတရင်ဌာနကဆက်သွယ်ခဲ့ပြီးမဲ့ဖုန်းလက်ခံဖြေဆိုတာမျိုးမရှိပါဘူး။ 2024ခုနှစ်ဒီဇင်ဘာကစလို့ရခိုင်ရုံးမနဲ့ဆက်ဆက်နေတဲ့အေရီတိုင်းပတ်သိမ်းရေကြီးနဲ့တာပေါင်းမြို့နယ်မှာရှိတဲ့စစ်ကောင်စီတက်စကန်နီယာတွေမှာတိုက်ပွဲတွေရှိခဲ့ပြီးလက်ရှိမှာလေးမျက်နှာမြို့နယ်တွေမှာပါတိုက်ပွဲတွေဖြစ်ပွားလာတယ်လို့ဒေသခံတွေကပြောကြားခဲ့ကြောင်းသတင်းမှဖော်ပြပါရှိပါတယ်ရှင်